အလုံးမဲမင်္ဂလာပါပန်ဒိုဂျာကိုရင်ဆိုင်ရမဲ့ပွဲကချန်ပီယံကပတ်လူပွဲဆိုပေမဲ့တခြားပွဲတွေထက်ပိုပြီးစိတ်လှုပ်ရှားမှုမရှိပါဘူးရင်ပွဲတွေနဲ့အတူတူပါပဲဆိုပြီးဂျေရှုအဘန်ကပြောကြားလိုက်တာပါဒီတော့ဂျေရှုအဘန်ကပန်ဒိုဂျာနဲ့ပွဲမှာသူစောပိုင်းကပြောဖို့တလို့ပဲပြိုင်ဘက်ကိုဖီယာကင်းကင်းနဲ့ရှေမနေကြောက်မနေပဲထိုးသက်ဖို့အသိရှိနေပြီဆိုတဲ့သဘောကိုပြလိုက်တာပါဂျေရှုအဘန်ကမြန်မာပြည်သက်တွေရဲ့ အပိမှုတွေကြောင့်စိတ်ခွန်အားဖြည့်ရသလိုလမ်းမဲ့ပွဲကိုအကောင်းဆုံးထိုးတက်နိုင်ဖို့သူ့အတွက်စုတောင်းပေးကြဖို့ပါပရိသတ်ကို ပြောကြားထားတာပါ ပြီးတော့ training camp မှာပင်မငဲ့သမျှဘန်ဒိုဂျာနဲ့ပွဲမှာအကောင်းဆုံးပြန်လဲအကောင်းအကောင်းထည့်ဖော်နိုင်ဖို့မဆောင်နိုင်တော့ဘူးလို့ဆိုထားပြန်ပါသေးတယ်ချန်ပီယံကပ်လူပွဲမှာသူနိုင်ရခဲ့ရင်ရှေ့ပွဲတွေတုန်းကဝေဖန်ခဲ့ကြသလိုမျိုးအသက်ကြီးနေတဲ့ဘန်ဒိုဂျာကိုအနိုင်ရတာဆိုပြီး ဝေဖန်ပြောဆိုမှုတွေကိုမကြိုက်ကြောင်းဘာလို့ဆိုပန်ဒိုဂျာကတကယ်ကောင်းတဲ့ fighter ဖြစ်ပြီးနောက်ဆုံးကပတ်ကကွယ်ပွဲထိုးတုံးကပြိုင်မက်ကို35နှစ်နဲ့နိုင်ယူပြတဲ့ fighter ဖြစ်နေလို့သူနိုင်အကောင်းဆုံး fighter ကိုနိုင်ရတဲ့ဆိုတဲ့စကားလုံးကိုပဲသုံးကြဖို့ယုံကြည်မှုပြည့်နဲ့ပြောကြားသွားခဲ့တာပါဘန်ကပန်ဒိုဂျာနဲ့ပွဲအတွက် defense အပိုင်းကိုတိုးတက်အောင်ပြင်ဆင်ထားပြီးပန်ဒိုဂျာကိုဘလိုရင်ဆိုင်ကစားမလဲဆိုတဲ့ ပုံတကယ် plan တတ်မှတ်ထားတာမရှိဘူးလို့လည်းဆိုပါတယ်။ဘာလို့လဲဆိုတော့ဒီပြိုင်ပွဲကဘာမှမဆိုပြစ်လာနိုင်ပြီး stamp 5ပိုင်းရောမြေပြင်တိုက်ကွက်တွေလာမယ်ဆိုလေ champion ကိုရင်ဆိုင်ဖို့တင်းရှိနေတယ်။အဲ့ဒါကြောင့်ပြိုင်မဲ့ပဲပုံစံနဲ့လာမယ်ဆိုတဲ့အနေထားကိုပြန်ပြီးနိုင်ယူပြဖို့ပြင်ဆင်ထားတယ်ဆိုပြီးပွဲကြိုအင်တာဗျူးမှာဖြေကြားသွားခဲ့တာပါ။အကြခင်ထုတ်သက်ကြတော့မဲ့ပွဲမှာချင်းလူငယ် fighter Joshua Van der Yao ကပတ်ယူပြီး အင်းကိုပြန်လာနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အလုံးကိုကျေးဇူးအများကြီးတင်ပါတယ်